ဂျစ်ဆက်ယုံအစ်စ်နှစ်ပြည်စီပါကဒေါင်း120မဂဝတ်သို့တုံးမြင့်ထုတ်လုပ်သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ရှိတိကျကြောင်မီတွေတုံရေနွေးငွေသားအပေးစက်ယုံအစစ်နှစ်ပြည်စီပါကတရက်စစ်တအား120မဂဝတ်သို့တိုးမြင့်ထုတ်လုပ်သွားနိုင်မှာဖြစ်တယ်လို့တရက်စစ်စွမ်းအောင်ဝင်ကြီးဌာနမှသိရပါတယ်။ တည်ကျက်ဆိုင်ရုံအစ်စ်နှစ်အဖြစ်ဆောင်ရွက်လျက်ရှိတဲ့ကြောင်မီတွေးရဲ့၆ခန်းဆက်တည်ဆောက်ရေးလုပ်ငန်းထွေကိုစက်တင်ဘာလအတွင်းရှားနှုံးပြည်ပြည်စည်းနိုင်ဖို့စီမံဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ် လျှက်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးညံထွန်းသည်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်အတူတိကျကြောင်မီသွေးတုံရင်ရင်းငွေသားအပေးဆက်ယုံရဲ့လျှက်စစ်သားထုတ်လုံနေမှုကိုယမန်နေ့ကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးကြောင်မီသွေးအချောက်ခံဆက်တည်ဆောင်ခြင်းလုပ်ငန်းများအမြန်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်နဲ့အစ်စ်နှင့်အတွက်ပြည်ပမှမှာယူထားသောတည်ဆောင်ရေးပစ္စည်းများစိတ်ကန်းတို့ရောက်ရှိပါကအမြန်ထုတ်ယူနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်မှာချခဲ့ ယ်လို့သိရပါတယ်အစစ်နှစ်ကြောင်းမီသွေးအချောက်ခံဆက်တီဆောင်ချင်းလုပ်ငန်းများ58ရာဂိုင်းနှုံဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ အစိုးရဆက်ယုံရှားနှုံပြေပြီးစီးပါက လက်ရှိဒါအားပေး12လုံးမှဒါအား90မဂါဝတ်ထုတ်လုပ်ပေးလျက်ရှိရာမှ120မဂါဝတ်သို့တိုးမြင့်ထုတ်လုပ်သွားမယ်လို့သိရပါတယ်ရှင်။